ပြဒီလိုမျိုး SOC ပါလာတဲ့ခေါ်ပတ်ဖြစ်တဲ့ဖုန်းဆိုတာ global မှာဒီကောင်ပဲရှိမယ်လို့ထင်တယ်။ကိုက Ultra တို့ Plus တို့ကလာမယ်ဆိုရင်တော့ဒီ display ကနေသားကြဖို့နည်းနည်းအချိန်တစ်ခုတော့ယူရမှာပဲ။ Alright ကျွန်တော်ဒီမှာရှိနေတာ Samsung Galaxy S25 series ရဲ့ဖုန်းနှစ်လုံး။ပုံမှန်တိုင်းပဲလူတယောက်ကိုရွေးခိုင်းမယ်ဆိုရင်တော့ performance အမြင့်ဆုံး camera လည်းအကောင်ဆုံးပို့ပြီးတော့ကျန်တဲ့ S25 Ultra ကိုရွေးရမှာပဲ။ဒါပေမဲ့အဲ့ဒီအမြင့်ဆုံးအကောင်ဆုံးဆိုတာကိုမလိုချင်တဲ့သူတွေမလိုအပ်တဲ့သူတွေ budget save လုပ်ချင်တဲ့သူတွေကလည်း2နဲ့ day ပေါ့เนาะအဲအကြောင်းမို့လို့လည်းဒါမျိုးဖုန်းတွေကလည်းတသက်ထွက်နေတာပေါ့ဆိုတော့ Galaxy S25 ကိုကျော်ရီ review လေးလုပ်ကြတာပေါ့ဖုန်းတွေ laptop တွေကို brand new ရော second ရောတနေရာထဲမှာစုံစုံလင်လင်လိုချင်တယ်ဝန်ဆောင်မှုကောင်းရမယ်တောင်ဝင်မှုတောင်ဝင်ခံမှုအပြည့်ရှိရမယ်ဆိုရင်ဇော်ဇော်မိုဘိုင်းရှိရယ်ရန်ကုန်မှာ၂ဆိုင်ဘန်ကောက်မှာ၂ဆိုင်ရှိရယ်ဇော်ဇော်မိုဘိုင်းတဲ့အတွက်ရှိနေမယ် ီဖုန်းမှာအဓိက major upgrade က3ခုရှိတယ်ပထမတစ်ချက်က SoC Galaxy S25 series က3နာရီမီတာ SoC ကိုသုံးတဲ့ပထမအဦးဆုံး Galaxy flagship device ပေါ့နော်ပြီးတော့ပုံမှန်အတိုင်းဆိုရင်ဗျာ S24 series ကတော့ S24 S24 Plus ကရိုးရိုးတို့ရဲ့ X Note နဲ့ဒါပေမဲ့အခု S25 series ကတော့၃လုံးစလုံးက Snapdragon နဲ့လာမှာဆိုတော့ကျွန်တော်ကခွဲခွဲ Snapdragon ကိုတုံးရဖို့ Ultra ကန်ရတဲ့အဖြစ်ကြီးလည်းမလိုတော့ဘူးဈေးကလည်းတကယ်သက်သာတယ်လို့ပြောလို့ရတယ်3နာရီမီတာဖြစ်သွားတော့ဘာကောင်းသွားလဲဆိုတော့ heat issue ပြ battery size တော့တော်တော်လေးတက်တက်သွားမယ် ultra လောက်တော့ performance ထွက်ချင်မှာထွက်မယ်ဒါပေမဲ့ still okay နေလို့မယ်ပြဒီလိုမျိုး SOC ပါလာတဲ့ကိုပဲဖြစ်တဲ့ဖုန်းဆိုတာ global မှာဒီကောင်ပဲရှိမယ်လို့ထင်တယ်။ True check က track it run ကြော်ရီပုံမှန်အတိုင်းဆိုရင်တော့ဖုန်းလုံးက8 gig လောက်ပရင်ကို daily usage အတွက်လုံလောက်တယ်ဗျာ။ဒါပေမဲ့ track it လောက်ထိသွားထားတဲ့အကြောင်းရင်းကသူတို့ရဲ့ AI ကြောင့်ပဲဖြစ်လိမ့်မယ်။ တကယ်တော့ဆိုရင်ဒီလိုမျိုး model တွေက8 kit level လာမှာပေါ့နော်ဒါပေမဲ့အခုကျတော့ track kit ဆိုတော့တကယ် future proof ဖြစ်ချင်နေဆိုရင်ဒါလည်းစိတ်ကျင်တော့ပိုကောင်းတယ်တကယ်ရှက် software ကတော့အလုံးမဲလက်ခံသဘောကျကြမယ်လို့ထင်တယ် ဝက်ရွံ7ပထမဦးဆုံးဦးဖျပြတုံးရမယ့် Galaxy S25 series ပြီးတော့ AI features တွေကလည်းဒါမျိုး S25 series တွေကို exclusive လုပ်နေတော့မယ်အစ်စ်ပါလာတဲ့ live notification ဆိုရင် football school တို့ music တို့ noun brief တို့အကုန်လုံးဒီရှာလေး update ပြနေတော့မယ်ပြ composer သူရဲ့ Samsung keyboard ထဲမှာတခါတည်းပါတယ်ကျွန်တော်တပ်ပါတဲ့ update မှာလည်း okay တယ်ကိုက main topic တစ်ခုပြောလိုက်ပြီးကျွန်တော်လည်းကျန်တာစသို့လိုက်ပြီးလို့ရေးနေမှာ writing assist မှာလည်းစာရီကို table အနေနဲ့ပြောင်းပြီးရေးလို့ရတဲ့သဘောကြရတယ် browsing assist icon လေးကလည်း summarize တစ်ခါရဲ့လုပ်လို့ရတယ်။ surprise ထုတ်ထားပြီးသားကိုအတန်နဲ့ပြန်ပြီးတော့ဖျက်ပြန်ခံရရတယ်။ပြန်နောက်ထပ်ထုတ်တဲ့အချက်ဆိုရင် AI features တွေကို on device သုံးလိုက်ရွေးလို့ရလာတယ်။အရင်တော့ဆိုရင်တော့ cloud based ပဲဗျာ။ online နဲ့သုံးရတာများတယ်။အခုကတော့ online မလိုဘဲနဲ့လုပ်လို့ရရလည်းများလာပြီ။ software နဲ့လုပ်လို့ရတဲ့ AI features တော်တော်များများတော့အရင်နဲ့ S24 တွေ S23 မှာဆိုနည်းနည်းလေးညော့မယ်။ S22 မှာဆိုရင်တော့တကယ်ညော့သွားမယ်။အဲ့လိုလေးတော့ရှိမယ်။တချို့ hardware ဘိုင်းကွာသွားတဲ့အခြေအနေတွေမှာလည်း AI features သုံးလို့မရရလည်းဖြစ်နိုင်တယ်ပေါ့နော်။ဖြစ်ကိုလည်း ဖြစ်နေတာ anyway galaxy s25 series က ai features တွေနဲ့နောက်ဆုံးထွက်လာတဲ့ wi-fi 7နဲ့သားစာတာဖြစ်မှုအဲအဲ့ဒါကိုကြိုပြီးတော့ခံစားရတဲ့ကောင်မျိုးနောက်ချက်က hand feeling ပေါ့နော်ဖုန်းကို combat ဖြစ်မှာကြိုက်တဲ့ user တွေအတွက်ကတော့ဒါက still use ရစရာကောင်လေးဖြစ်နေလို့မယ် display size 2တဲ့ iphone 16နဲ့ဆိုရင်ပို့ပြီးတော့ပါတယ်ပို့ပြီးတော့မပေါ့သေးရယ်ကင်ရကလည်းလက်ထဲမှာကြည်ကြည်လင်းနေပေါ့နော် frame ရော back cover ရော matte finish ရော လက်ရလုံးဝမထင်တလောက်လို့ပြောလို့ရတယ်ဒါပေမဲ့နည်းနည်းသေးသေးချာချာဘယ်လိုပြောရမလဲ లై အပြစ်ရှာမယ်ဆိုရင်တော့ဒီကောင်းရဲ့တောင့်ကျိုးလေးကလို့ရှာဖြစ်တယ်ပေါ့နော်ဆိုတော့ဘယ်လိုပြောရမလဲအဲ့ကောင်ခံစားမယ်ဆိုခံစားရကာဝတက်ကင်မသိတာဘူးကျွန်တော်လက်ထဲမှာဒီလိုတစ်ခုလုံးရှိနေမယ်ဆိုမသိတာဘူးဖုန်းကကျွန်တော်ရဲ့လက်တဝါးသာပဲရှိရတော်တော်တော့မိုက်တယ်ပုံမှန်လဲဆိုကျွန်တော် combat flash တွေကြိုက်တာဒါပေမဲ့ performance ကြောင်းကို size အကြီးဖုန်းတွေယူနေရတာကိုင်းထဲမှာနည်းနည်းလေးထပ်ပြီးတတိယသွားတာက ီကောင်ကိုစပွဲဝတ်တင်ထားမယ်ဆိုဒါမျိုးလုပ်လို့ရနေ Anyway boxy design ကြည့်တယ်ဆိုရင်သူရဲ့ design နဲ့ big quality ကဘာမှအပြစ်ပြောစရာတော့မရှိဘူးပြီးတော့ iPhone 16နဲ့တာတာဒီကောင်မှာ120 Hz ရတယ် maximum brightness ကလည်းတော်တော်ကြီးလင်းတယ်လို့ပြောလို့ရတယ်ဗျာသူရဲ့အနေထားအရဆိုရင် boxy တွေကလည်းပါပြီးတော့တညီတညာရဲလို့ခံစားရတယ်မိတို့ပင်စိုးစိကာမှုပေါ့နော်ကိုက ultra တို့ plus တို့ကလာမယ်ဆိုရင်တော့ဒီ display က နေသားကြဖို့နည်းနည်းအချိန်တစ်ခုတော့ယူရမှာပြဗျာကျွန်တော်ဆိုရင်ဒီလက်နှစ်ခုကာလိုက်ပြီဆိုတာ ਨੇ display ရဲ့တော်တော်များများကာပြီးသားဖြစ်သွားပြီပုံမှန်တော့အဆင်ပြေတယ်ဒါပေမဲ့ mobile legend PUBG အဲ့ကောင်တွေမှာတိတာနေမှာပေါ့နော် display crash ကြီးရလဲစကားပြောတယ်ဗျာဒီလားညာဒီကောင်မှတော့မပါဘူးနောက်ချက်ကတော့ haptic haptic မှာကျွန်တော်မကောင်းဘူးလို့ပြောရမှာတဲ့အဲ့လိုအားပြောတယ်လို့ပြောရမှာချွေကြတယ်အဲ့လိုအားပြပြော်လေး iPhone ရဲ့တက်တက်တက်ဖြစ်နေတဲ့ဟာမျိုးမကြိုက်တဲ့လူရှိရဲ့အဲ့လိုလူတွေအတွက်ဆိုရင်တော့အဆင်ပြေဒါပေမဲ့ keyboard haptic ကိုဖွင့်ပြီးတော့ data set ကိုလိုချင်တဲ့သူတွေအတွက် S25 အနေနဲ့နည်းနည်းလေးအမှတ် short ကျင်စရာဖြစ်တယ်မင်းတမထားပဲနဲ့သဘောကြတာသူရဲ့ sound quality အတန်ကျေလို့သဘောကြလာလို့မြင်မယ်ဆိုတော့အတန်တော့အဲ့လောက်မကျေဘူးလို့ခံစားရတယ်။ဒါပေမဲ့ဒီလို balance ဖြစ်နေရဗျာသိလား။အဲ့လေသဘောကြဖို့ကောင်းတယ်။တချို့အမြင့်ဖုန်းတွေမှာလောကပျောက်တယ်လို့ပြောလို့ရတယ် bass တန်ဒုံဒုံဒုံဒုတ်အဲ့တန်လေးထည့်ပါလား။ဆိုတော့အဲ့ဒီဒုတ်ဒုတ် ဖြစ်နေတဲ့အတန်လေးကြီးကလည်းဒီမှာတော်တော်ကြီးကိုကြားနေရတယ်မိုက်တယ်ပေါ့ဖုန်းမဲ့ပိုင်းကတော့အကျဲချဲ့ပြီးပြောကြမလို့တော့ဘူးဗျာဒီမှာတော့ဒီဖုန်းကို game အကြာကြီးဆော့ဖို့ share ဆော့ဖို့တော့မရွေးဘူးလို့ထင်တယ်ဆော့မယ်ဆိုဆော့လို့ရတယ်ဒါပေမဲ့ဖုန်းကပူလွယ်မယ် battery အကုန်မြတ်မယ်ဒါပေမဲ့ခွက်ကွင်း standard ကို agent 3ကိုတုံးနိုင်တဲ့အတွက်ကြောင့်မလို့ကိုကြိုက်တဲ့ game ACC ဆော့လို့ရတယ် dash mode ကလည်းတခြားဘယ်ဖုန်းမှမရှင်နိုင်သေးဘူးထင်တယ် battery ပိုင်းကတော့ Galaxy S23 ရဲ့အခုချိန်ထိမတိုးတက်သလားလို့ပေါ့နော် silicon carbon battery လည်း တော်တော်များများမှာခက်စားလာပြီဆိုတော့နောက်နှစ် S26 မှာ battery capacity ဘယ်လောက်ထိပိုတိုးလာမလဲဆိုတာကိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ကြပါတယ် battery life tag ကိုပို့ပြီးအားမရတာသူ့ရဲ့ charging speed box ထဲမှာထားခြင်းအတုံးကြီးကျွန်တော်အခေါ်ဝေရဆိုရင် charging brick မပါလာဘူးအဲ့ဒါအောင်မှာ25 watt ကကြာရွေးသွင်းရတနားကြီးကြော်တယ်နောက်ချက်ကတော့ကင်မရာပေါ့နော်ကင်မရာဘိုင်းနဲ့ပတ်သက်ရင် ultra တွေကလွယ်လို့ diamond phone တွေမှာ hardware ဘိုင်းလလလလတိုးတက်တာမျိုးမရှိတာကြာသွားပြီတကယ်လဲဘာမှမပြောင်း iPhone Pixel 6နဲ့ရှင်မယ်ဆိုရင်သူရဲ့ချွေး zoom တက်တက်ပါတာဒီကောက်မှာတာနေရလို့ပြောလို့ရတယ်ကင်မရာ UI နဲ့ post mode ဖြစ်လာတယ်300ပို့လွယ်လာတယ်အရင်တော့အဲ့လိုမျိုးတခုခုပြောင်းဖို့ဆိုရင်အပေါ်ကြီးကိုလက်သွားနေရမရှိတော့ဘူးဗျဒီနားလေးမှာပဲတော်တော်လေးအဆင်ပြေတယ် quality ကတော့မနေ့က Galaxy S24 ထဲနည်းနည်းလေးတာမယ်လို့ပဲပြောကြရအောင်ဘယ်လိုပြောမလဲဘာမှတိတ်ပြီးတော့မကွာဘူးလို့ခံစားရတယ် S24 reviewer ကင်မရာကြောင့်ပြောထားတာတော့ကြည့်လိုက်ရင်တော့အဆင်ပြေနေပြီအခုကတော့ပုံလေးပဲချက်ကြည့်ကြတာပေါ့ ီဒီယိုမှာ lock mode ရဲ့လို့ရတာတော့ lock mode မရတဲ့ဖုန်းတွေတည်းဆိုင်ရင်တော့ဒါလုံးဝတပန်းတာလေဗျာကိုကြိုက်တယ်လို့ color ကိုဘောင်ထဲမှာမဟုတ်ပဲねညချိန်လို့ရတယ်အဆင်ပြေတယ်ကင်မရာဟုတ်ပဲနောက်မြတ်မှာဒီတက်ဖို့တိုးတက်တယ်ဆိုရင်ပို့ပြီးတော့ကောင်းမယ်ဆိုတော့ဒီနေ့ Galaxy S25 series ရဲ့တိုးတက်မှုကတော့ software လို့ပဲကျွန်တော်တို့ပြောလို့ရတယ်ဗောနော် hardware ပိုင်း SoC RAM ကလွဲရင်ကျန်တာအကုန်လုံးကဘာမှတိတ်ပြီးတော့မပြောင်းရွှေအခြေအနေပဲအဓိကဒီဖုန်းကတော့ combat flash ကင်ဂျင်တွေရဲ့သူတွေ ultra လို့အကြီးကြီးကနေပြီးတော့ ်ပြောင်းကျင်တဲ့သူတွေအတွက်ပဲယူရမယ်လို့ထင်တယ်။ဒါမျိုးဖုန်းတွေမှာ Snapdragon သုံးပြီးထားသဘောကျတယ်။အဆင်ပြေရယ် S24 သုံးနေတဲ့သူတွေအနေနဲ့လုံးဝမချင်းသင့်ပါဘူး။ S22 S23 အောက်ကမော်ရီအကုန်လုံးချင်းလို့ရပါတယ်။ကျွန်တော်ဂျုံဖြစ်ပါတယ်။အားလုံးဟုတ်စပါ